စတီးစလုံးခိုးတယ်ဆိုပြီးရင်ွေပိုက်ကလေးအမိကိုရိုက်နှက်လို့ဓာတ်တိုင်မှာကျွတ်တုံမှုမှာပါဝင်ခဲ့တဲ့ဝဝလိုင်းဆိုတဲ့အမျိုးသမီးနဲ့တကွပါဝင်သူအလုံးကိုလှန်တရာရဲစကတ်မှာစစ်ဆေးနေတယ်ဆိုတဲ့သတင်းဟာ2025အောက်တိုဘာလ21ရက်နေ့မှာပဲဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့လာခဲ့ပါပြီအခင်းဖြစ်ပွားခဲ့တဲ့ဆိုင်နေရာက Twitter သူအထင်နဲ့စတိုးဆိုင်ဆိုင်အမှတ်1086 1088ဘိုကျုပ်လန်းလှန်တရာလို့တီးရပါတယ် ။သတင်းတွေကိုမတူပွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မြုပ်ပင်ဖြစ်ရမှန်းတွေရဲ့မြုပ်ွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတက်တဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။ဖြစ်စဉ်တွေအားလုံးရဲ့အစကဒီလိုပါ2025အောက်တိုဘာလ19ရက်နေ့တနင်္ဂနွေနေ့မှာ တခိုးဆိုပြီးရေခွေပိုက်ကလေးအမေတယောက်ကိုဆွတ်ဆွဲလို့အမေဖြစ်သူကိုမျက်နာကိုကြည့်လဝါနဲ့ပိတ်ရိုက်စပင်မွေးတွေစောင့်ဆွဲပြီးကလေးရှိမှတင်ရရဆက်ဆက်နှိပ်စက်ခဲ့တဲ့ဗီဒီယိုကိုဝဝလိုင်းတုံတုံနှင်းဆိုတဲ့ TikTok အကောင့်ပေါ်မှာတင်ပြီး လူစိတ်ဝင်စားမှုရာဖန်တီးခဲ့တဲ့ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီအကျိုးဆက်ကြောင့်ပဲလက်ရှိကစိုက်ပိုက်ရှင်မိသားစုရဲ့ခိုးတယ်လို့ဆွဆဲခံရတဲ့မိသားစုကနှစ်ဖက်စလုံးကိုလှိုင်းတရားရဲစခန်းမှာစစ်ဆေးနေပါတယ်။ပြဿနာတွေဖြစ်ရှင်းနေတော့မှအထက်ဆိုင်ဘက်ကဆန်ရှင်ဝါဝါလှိုင်းကြိုးတုပ်သူနဲ့ဗီဒီယိုရိုက်ပြီး TikTok ပေါ်တင်သူအကုန်လုံးပါပါတယ်။ဒီမနက်ပဲခေါ်မင်းနေတာဆိုပြီး သိရှိသူတယောက်ကပြောပြပါတယ်ဗီဒီယိုမှာကတခိုးမပါဗျို့တခိုးမပါဗျို့ဒီမှာဒီမှာဆိုတာတွေ့တွေ့အော်ဟစ်နေပြီးတွေ့တာဥဆိုင်မှာလာခိုးတဲ့တခိုးမဒီမှာတေချာကြည့်တာအစစ်စဲခံရသူအမျိုးသမီးကြီးရဲ့ပေါင်းကိုခြေထောက်နဲ့စောင့်နေတာကစပင်ကိုဆွဲပြီးပါးတွေအထက်ထက်ချပါတယ်အစစ်စဲခံရရှာသူအမျိုးသမီးကြီးဟာနှစ်နှစ်သားအရွယ်ကလေးလေးကိုပွေထားပြီးကလေးခမညာသူ့ရဲ့အကူရမိခင်ကိုရရဲ့ဆက်ဆက်ပြုတ်ကျင့်နေတဲ့ဘဝလှိုင်းဆိုတဲ့အမျိုးသမီးကို အော်တကြီးမော့ကြည့်လို့နေရှာတော့တာပေါ့တစ်ခါလာလဲခိုးနှစ်ခါလာလဲခိုးသုံးခါလာလဲခိုးဆိုပြီးကလေးရဲ့ယင်ဘက်ကိုပါစောက်တွန်းလိုက်ပြန်တယ်အတီတော့မှတအံ့တအောနဲ့ကြည့်နေမိတဲ့ကလေးကစပြီးတော့ငိုပါတော့တယ်အဲဒီနောက်မှာတော့သွားဟိုမှာခေါ်သွားဓာတ်တိုင်အောင်မှာကျိုးတုပ်ထားဆိုတဲ့အတန်ကြီးနဲ့အတူမလုတ်ပါနဲ့ကျမကလေးကိုဆိုပြီးအမျိုးသမီးကြီးရဲ့အတန်ကထွက်လာခဲ့ပါတယ်ဆန်ရှင်ဝဝလာရဲ့ပြောစကားကြောင့်မိမတယောက်ကလာပြီးတော့ဆက်ဖီဖီနဲ့ကလေးကိုလာဆွဲပါတယ်ကြည့်ရတာဒီလိုနှိမ့်ဆက်အညစ်ပတ်မှုကိုမြင်နေရတာကသူတို့အတွက် တ်ဖျော်ဖြေပွဲတစ်ခုလိုဖြစ်နေခဲ့တဲ့ပုံမှာပဲဥမမဲဆာမမြောက်သေးတဲ့အချိန်ငိုတလှည့်ရီတလဲနဲ့ အသက်ရှင်တမ်းမှုအတွက်မိခင်ဒီသာအာကိုရဖြစ်နေခဲ့ရရှာတဲ့အရွယ်ပဲလေ။ကောင်မြတ်တနိုင်မှာတော့အရွယ်သားရောက်နေခဲ့ပြီးနည်းနည်းတော့သာနားလေတက်တဲ့အရွယ်သားရောက်နေခဲ့ရင်တော့ကလေးဘဝမှာစိတ်ထန်ရအကြီးကြီးပေးနေခဲ့တဲ့မျက်နှာဆိုးနဲ့အမျိုးသမီးကြီးကိုတခုခုတုတ်ပြန်ခဲ့မှာကတော့အသေးအချာပါပဲ။ဗီဒီယိုကိုဆက်ကြည့်မယ်ဆိုရင်စပင်းလေးဆွဲခြေထောက်နဲ့နင်းပြီးမျက်နှာတွေကိုကြီးရိုက်ရုံသာမကကလေးရောအမေရောပါတက်တိုင်မှာကြိုးတုတ်ပြီးရင်သွေးပူနဲ့လောင်းမယ်ဆိုပြီးလမ်းမပေါ်ထုတ်လို့အော်ဟစ်နေပြန်မှသေးတယ်။ဒီလိုရဲရဲဆက်ဆက်ပြုမှုရခြင်းအကြ ောင်းရင်းကိုတုံးတက်ကြတဲ့သူတွေကတော့ဒီအမျိုးသမီးကဇေယအရင်ကျန်တာဒါအပြင်ပေါင်းလိုက်တဲ့လင်ကိုစိတ်ဒုက္ခတွေပေးရနေရမှာတော့နံပါတ်၁ပဲပြောင်းလာတာတိတ်မကြသေးပေမဲ့ရက်ွက်ကအော့ကျော်လာမယ်ဒါကြောင့်တစ်တော့ကိုအားကိုးပြီးဇေယောင်းစားနေတာအခုပြစ်သွားခဲ့တာကလည်းလင်တွေနဲ့စိတ်အလိုမကျဖြစ်နေကြဒေါသပေါက်ကွဲမှုအတွက်ဘာမှမတုံ့ပြန်နိုင်ရှာတဲ့ဒါအမိပေါ်ကိုပုံချပြီးကိုထက်နေကြသူအပေါ်ကိုအကြမ်းဖက်ခဲ့တာလို့ပဲမြင်ပါတယ်သူစောတဲ့တစ်တော့တွေကိုကြည့်ရင်သဘောပေါက်မှာပါ တင်ရင်အသားပေးပြီးတားကောက်ရှာနေတဲ့မုတ်ဆိုးလိုနဖားကျိုးထိုးလို့ရမယ့်လင်အစ်စ်ရှာနေတာဆိုပြီးအတွင်းသည့်တွေက ဖွင့်ချခဲ့ပါတယ်။အောင်းမာတဲ့မျက်နှာထားအချိုးမကျတဲ့မျက်နှာပုံရက်ဆက်တဲ့အသွင်နဲ့နေခဲ့သူအမျိုးသမီးဟာဝဝလိုင်းလိုအမိရပြီးမန္တလေးမှရန်ကုန်လိုက်သားရာကိုပြောင်းရွှေ့လို့အထယ်ဆိုင်ဖွင့်ထားသူပါ။သူဖွင့်ထားတဲ့ဆိုင်နာမည်ကတွတ်တာသူလိုအမိရပြီးလိုက်သားရာဘူချိုးအောင်ဇလမ်းမပေါ်က9ရက်ကွက်စီနာမှာဖွင့်ထားခဲ့တာပါ။တကယ်လို့လက်ပူလက်ချက်မိတဲ့ခိုးယူမှုမြောက်တဲ့ဆိုရင်တရားဥပဒေအရစီရင်မှုအတွက်ထိုက်တဲ့အဖြစ်တန်ကိုပေးရအောင်ပါပါ။နေထင်းကိုဖုံးဆက်ခေါ်ထားပြီးပြီ။နေထင်းမလာမချင်းတက်တိုင်မှာကြိုးထုတ်ထားကြဆိုတာမျိုးကြီးကရ ယင်ကြီးတဲ့လူပအောင်တိုင်းဝိုင်းမှာဘလို့မကိုမဖြစ်တဲ့နဲ့ကိစ္စကြီးတစ်ခု တရားဥပဒေဆိုတာရှိနေတဲ့နိုင်ငံတစ်ခုမှာကိုယ်တိုင်တရားစီရင်ခွင့်ရနေပြီကိုတင်တော်ကိုလုတ်ပြပြီးခိုင်းပုံမှာထက်မြက်တဲ့မိန်းမမဟုတ်မခံတဲ့မိန်းမဆိုပြီးလူတွေအပိတ်မှုရလို့ဆယ်လီအဖြစ်မဲ့အထင်နဲ့ဗီဒီယိုရိုက်တင်ခဲ့ပေမဲ့လူတွေလက်ခံနိုင်တဲ့စီးပွေပေါင်းကြီးကိုကျော်လွန်သွားတဲ့အခါမှာတော့ဘဝလိုင်းဆိုတဲ့အမျိုးသမီးဟာဗီဒီယိုတင်ပြီးနောက်တစ်ရက်မှာပဲငွေရင်းဗီဒီယိုတင်ထားတဲ့အကောင့်ကဗီဒီယိုကိုလူတွေမမြင်ရအောင်ဖျက်ပစ်လိုက်ပါတော့တယ်အစမှသူမျှော်မှန်းထားခဲ့တာကတော့ပြန်မတော့ပြန်နိုင်တဲ့သားအမိပေါ်ကိုရရက်ဆက်ဆက် ်ပြုတ်မှုပြပြီးလိုင်းပေါ်မှာဂုံထူးဆောင်အမျိုးသမီးကြီးကို့အပေါ်ကျူးလို့လာရင်တပြင်းထထန်ပြန်တုတ်ပြန်တတ်တဲ့မိန်းမအဖြစ်ဖြစ်မယ်လို့ထင်ထားခဲ့ပေမဲ့စီးပေါက်ကျော်လွန်ပြီးရက်ဆက်ကြမ်းကြုတ်ပြလိုက်တာကပြောင်းမြန်အကျိုးတရားမှုအနေနဲ့လူတကာရဲ့ချင်ပတ်ကြီး ဖြစ်သွားစေခဲ့ပါတယ်။ဒါလောက်ကြီးဆူဆူဝါးဝါးလုပ်ပြခဲ့မှုကကိုနင်းမဲ့စုကို့ဟာကိုပြန်ချောကိုတည်တွင်ကိုသူကိုကျုံခွင့်ကိုပြန်ဆုတလို့ဖြစ်သွားပြီးကိုတိုင်ကကျူးလူသူတရက်ခန့်အဖြစ်ပြောင်းလဲသွားစီခဲ့ပါတယ်ရောစရာမရှိလို့ကြိုက်တဲ့အဖြစ်ပေးပါဆိုပြီးငင်းခံနေတဲ့ ကားတဲ့အမေကိုနိုင်ခက်စီနေလောက်ပြပြီးလိုင်းပေါ်မှာအသေးချူလိုက်ချူလို့ရပါမယ်အဲ့ဒီသားတဲ့အမိနေရမှာလက်နဲ့တခုခုဆောင်လာတဲ့ရုပ်ကြတာတယောက်ဆိုရင်ဝဝလိုင်းဆိုတဲ့အမျိုးသမီးဟာဒီလိုလုပ်ပြရဲမလားဆိုတာစဉ်းစားစရာဖြစ်တယ်လို့လုပ်ပြခဲ့ရင်လည်းချစ်ကောင်းမဲ့မှုကတခုအဖြစ်မြင်သွားရမှာပါအဆွတ်ဆွဲခံရသူအမျိုးသမီးနဲ့အတူကလေးငယ်ကိုပါတက်တိုင်မှာကျူးတုပ်ထားတဲ့ဗီဒီယိုပါမြင်ခွင့်ကြောင့်ကလေးငယ်အပေါ်ပြုလုပ်ခဲ့လို့ရဟာလူတို့အတွက်အကြီးအကျယ်ဝေဖန်စရာဖြစ်ခဲ့ပါတယ် ဘလိုပဲဖြစ်ဖြစ်ကလေးမှာအပြစ်မရှိပါဘူးခိုးသူကိုဥပဒေနဲ့ပဲဖြေရှင်းလို့မရဘူးလားလို့မေးချင်တယ်အเจ้าဆောင်ကတော့နားမလဲပဲနေပူကြီးထဲမှာကလေးကိုပါကြိုးနဲ့ချီထားတာမြင်ရတာကြီးကစိတ်မကောင်းဖြစ်မိတယ်လို့ပြည်သူတယောက်ကပြောပါတယ်ဥပဒေကျွမ်းကျင်သူတွေရဲ့ထောက်ပြပြောပြချက်အရဒီလိုပြုတ်ချင်မှုကိုဗီဒီယိုရိုက်ပြီးလိုင်းမော်တင်ခဲ့ခြင်းဟာကလေးတက်ငယ်အခွင့်အရေးဆိုင်ရာဥပဒေပုံမှ66အရပြစ်မှုဖြစ်ပြီးထောင်နှံနှစ်နှစ်ဒါမှမဟုတ် ထန်းငွေဒါမှမဟုတ်နှမျိုးလုံးချနိုင်တယ်လို့ပြောပါတယ်။ဒါဟာနိုင်ငံတကာကလေးသင်ငယ်အခွင့်အရေးသဘောတူညီချက် UNCRC နဲ့လည်းဆက်ကျင်းပါတယ်။နောက်တစ်ခုကဘလို့ပြစ်မှုမျိုးဝယ်ဖြစ်ဖြစ် လူတယောက်ကိုဝန်ရမ်းမပါတော်ဝင်မရှိပဲချုံနံကွေးမရှိပါဘူးလို့ဥပဒေရေးရာကြောင့်ညသူတယောက်ကပြောပါတယ်လက်ရှိဖြစ်စဉ်နဲ့ပတ်သက်လို့လူကုန်တိုက်ခါထိခိုက်စေတဲ့အတွက်ရန်စတက်ကြီးဥပဒေပုံမှာ၃၅နှစ်၃၅လေး 9333နဲ့၎င်းတမင်တက်တက်အထိခိုက်ထံရာဖြစ်စေမှုဒါမှမဟုတ်ပြင်းထန်တံရာဖြစ်စေမှုပုံမှန်3.5နဲ့၎င်းချေးချောက်ချင်းပြုလုပ်ပါကရာစသက်ကြီးပုံမှန်9305ကကြီး9306အပြင်ဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးနဲ့လည်းအရေးယူနိုင်တယ်လို့သိရပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ထဲမှာဆိုင်ရှင်ဆိုသူကရင်းနှီးပူသွားယူသွားရင်းနှီးပူကိုခေါင်းကနေလောင်းချလိုက်မယ်။နောက်လုံးလို့မရအောင်လို့ကလေးပါလောင်းချပြင်မယ်။ရင်းနှီးသွားကြိုသွား ငါကမှရင်သူများထပ်မိုက်တယ်စသဖြင့်ပြောဆိုနေတာကိုလည်းတွေ့ရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်အသုံးပြုသူများကြားစိုက်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်လျက်ရှိတယ်လို့တစ်ဖက်မှာလည်းပရဟိတအသိအဖွဲ့တွေကစွပ်စွဲခံရသူအမျိုးသမီးနဲ့ကလေးငယ်ကိုကူညီပေးနိုင်မှုရှာဖွေနေကြတယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလှိုင်တရာမျိုးမရဲစခန်းကိုတယ်လီဖုန်းဆက်သွယ်မိမှန်းခဲ့ပေမဲ့လက်ခံပြချမှုမရှိခဲ့ပါဘူးမိတ်ဆွေတို့ကရောဒီအမှုနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ အဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်